နော်ခေါ်ထိုးမှုစိုက်လေးတင်ပေးဦးပေါ့ဆိုတော့ဒါတွေကနှစ်ကက်စိုက်ပေါ့နော်အဲ့တော့တတ်နိုင်ဆုံးကတော့ကျွန်တော်ကဟိုပြန်ပြီးတော့လည်းဟိုပြပြနိုင်တော့တခါတည်းရေးပေးထားတယ်20ကျင်းအခုကျင်းအစားပဲပေါ့နော်20ကျင်းဒါတော့ဟိုကတည်းကတင်ခဲ့တယ်ပေါ့နော်20 21 22 23 24နော်အဲ့ဒီဖိုင်ဒါမျိုးဟာကိုလည်းကျွန်တော်အဲ့တော့တင်ခဲ့တယ်68ခွန်ထွက်သွားတဲ့မူအတွက်လည်းကျွန်တော်အဲ့ရေးပြီးတော့တင်ခဲ့တယ်အဲ့တော့နော် အခုရှိကောဒီအချိန်မှာထိုးရမယ်ဆိုလို့ရည်ရည်တင်ခဲ့တာရှိတယ်နော်အဲ့တော့ပြဟိုလုံးကလည်းပြထားပြီအဲ့တော့ဒီဟာလေးကိုဥမာဝနှစ်ပရိတ်ကြရင်တော့ဒီကောင်ထိုးဖို့နော်အဲ့တော့မိမိကြိုက်နေတဲ့အထိုးဖို့နော်နှစ်ပရိတ်ကလည်းကျွန်တော်တင်ထားတာရှိတယ်တော့လေအဲ့တော့ဒါလေးကိုကျွန်တော်တစ်ချက်နော်လို့ပြမယ်ဒါအချိန်ရင်းဒီနော်အချိန်ရင်းနဲ့ရေးပြလိုက်အရှိရတဲ့ site တွေကတော့သိပြီးတော့ဟိုကျွန်တော်မပြတော့မပြလို့တော့ဘူးနော်ဒါရလည်းပြခဲ့ပြီပြီအာဒီသုံးလုံးခုန်ဖြစ်တယ် နော်ဦးနဲ့တင်းနဲ့ပေါင်းတုံညဖြစ်တယ်တုံညပါပါ9ဖြစ်တယ်ပရိရှောက်ရိုက်တယ်အဲ့ဒီ line နေနဲ့တော့တာပေါ့နော်အဲ့တော့ဒီမှာလဲ9ခွန်1ပေါင်းညစ်ပြီးခွန်ဖြစ်တယ်9နဲ့တင်းနဲ့ပေါင်းရင်တုံညဖြစ်တယ်တုံညပါပါ9ဖြစ်တယ်ပရိရှောက်ဖြစ်တယ်ဒါရေးပြခဲ့ဥမာအရှိကြီးပြအောင်မလို့အဲ့တော့ဒီမှာခွန်8နှစ်ပေါင်းရင်လည်းခွန်ဖြစ်တယ်ခွန်9ခက်9နဲ့3နဲ့ပေါင်းတုံညဖြစ်တယ်တုံညပါပါတုံညနဲ့9နဲ့ပေါင်းရင်9 ဖြစ်တယ်ဗရိလျှောက်ဖြစ်တယ်ဗောနော်အဲဒီမူနဲ့လည်းပြခဲ့အဲ့တော့ဒီမှာလည်း9 3ရက်ရှိပြောင်းရင်ခွန်ဖြစ်တယ်9နဲ့တင်းနှပေါင်း3ရက်ဖြစ်တယ်ဒီတစ်ကိုလျှောက်တော့ကလည်းကျွန်တော်ရှင်းမထွက်ခဲ့တင်ခဲ့နော်လျှောက်နဲ့9နဲ့ပေါင်း9ဖြစ်တယ်ဗရိလျှောက်ဖြစ်တယ်အဲ့တော့အဲ့လိုဖြစ်တဲ့အခါကျတော့ဒါထလာကြားတယ်ပါနော်ဒါတော့ပြထားပြီးသား9ခုစွန်းတဲ့နှစ်မှာပြောကနန်းတစ်ခွက်လိုက်နော်သူကတော့ကနန်းတစ်ခွက်လိုက်တယ်အဲ့ဒီကနန်းတစ်ခွက်ဒီလျှောက်9ရှင်းနော်ဒီရလည်းမလောက် အဲ698 698ကဘလူကြောင့်ထွက်တော့ဆိုတနေ့နဲ့နဲ့3နဲ့4နဲ့အောက်ကကနန်း968 1နဲ့3 4နဲ့ပေါ်မှာပဲထွက်ရမယ်။သူထွက်ဖို့အတွက်လဲသူကနောက်ပေါင်းချင်းတိတင်ငါအတွဲပေါ့တင်ငါငါတိအတွဲသူကထိတ်စီးပါပါတင်ငါငါတိအတွဲရိုက်တယ်ရိုက်တယ်အချိန်မှာတနဲ့3ချိန်မြောက်ကရှစ်အပိတ်နဲ့ရှစ်ခါနဲ့ပေါင်းချင်းတိရှောက်အဲ့ဒီရှောက်ကထိတ်နေဆိုတော့ရှောက်တင်ငါရှောက်ငါတိပေါ့နော်အဲ့လိုဖြစ်ရမယ်အဲ့လိုကြာပြီးမှဒီရှောက်ကိုရှစ်တိတနဲ့3 4မြောက်အောက်ကကနန်း ရိုက်ပေးရမှာပေါ့နော်ဒီမှာတကက်ငါးငွေဆုံးတဲ့နှစ်ပါလေသူကပေါ်မွေးဆိုင်နေနဲ့ထွက်တယ်3 4 5 3 4တည်တဲ့နဲ့3 4ပဲအောက်ကခဏငါးလေးသုံးပြီးတည်နေ3 4ပဲအပေါ်မှာပဲထွက်ရမယ်သူထွက်ဖို့အတွက်လည်း9 1တင်ကနောက်တွဲပေါ့နော်ဘလူးဝဲနှစ်ကွက်ပေါ့တင်က9 1အတွဲကြားတယ်ကြားလိုက်ရင်မှလည်းတည်နေ3ချိန်မြောက်မှာဒီ3ညနောက်ပိတ်နဲ့ဒီခွန်ခါနဲ့ပွိုင်ခွန်အဲ့ဒီခွန်ကထိတ်စီးနေပဲထွက်ပြီးတော့မှာ ခွန်9တခွန်5ပေါ့ဥမာပေါ့နော်အဲ့လိုကြိုက်ကတည်းက1 2 3 4ပင်အောက်ကကနန်းထွက်တယ်နော်ဒီမှာလဲငါကုဆွန်းနဲ့နဲ့မှာလဲအဲ့လိုပဲထွက်ရမယ်ခွန်3 4ပေါ့ခွန်3 4ဆိုတော့တည်း1 2 3 4ပင်အောက်ကကနန်း4ခွန်3 4ဒီတည်း1 2 3 4ပင်ပေါ်မှာထွက်ဖို့အတွက်နောက်ကတင်ငါအတွဲ9တည်းအတွဲပဲဖြစ်ရမယ်ဖြစ်တဲ့အချိန်မှာထိတ်စီးကတည်း1 3ချိန်မှာခွန်အပိတ်နဲ့ခွန်အပိတ်နဲ့4ခါနဲ့ပေါင်ရင်တင့်မလို့တည်းထိတ်စီးနေပဲထွက်ပြီးတော့မှအောက်မှာကြာလိုက်ကနန်းဒီတည်း1 2 3 4ပင်အောက်ကကနန်း เนาะအခု9တေတွဲရာနောက်မှမကြသေးဘူးเนาะမကြသေးတဲ့ခါကျတော့ကျွန်တော်ကျွန်တော်ရေးပြလို့ဒါတစ်ခါတည်းရေးထားလို့ရတယ်ပတ်စင်တိုင်းထိုးလို့ရเนาะအဲ့တော့ပတ်စင်တိုင်းထိုးခဲ့၄စင်မြောက်ကကနန်းလည်းမကြသေးဘူးပြန်เนาะအခုဒီမှာ10နဲ့3 4စင်မြောက်89ကဒီမှာကြာကြာမလို့သေးဘူးကျွန်တော်တို့ဒါတသက်တင်ပြခဲ့တယ်ဒီမှာကိုးခွန်ချစ်အပက်လေထိုးဆိုဒီချိန်မှာဟုတ်ကဲ့ကျူလို့တင်ခဲ့တာရှိရနော်ဒါကျွန်တော်မျိုးရှိအဟောင်းနေပြီအဲ့တော့ဒီဘက်မှာတကယ်လို့ကြာခဲ့မှာဆိုရင်တင်ငါ၅တင်နောက်တွဲဆိုတော့ တဲ့နှစ်သုံးချိန်မြောက်မှာဒီနှစ်အပိတ်နဲ့လေးခါနဲ့ပေါင်းရင်ဒီလျှောက်လျှောက်ထိတ်နဲ့လျှောက်တင်နဲ့လျှောက်ငါတင်အဲနောက်တစ်ချိန်ကျတော့လည်းအဲ့လိုပဲလျှောက်နဲ့ငါနဲ့ပေါင်းရင်ဒီတစ်တစ်ထိတ်နဲ့တင်ငါတစ်တင်တစ်တင်ငါအာဒီမှာဆိုလဲ၃ညငါတစ်၃ညငါတစ်၃ညတင်ငါဒီမှာဆိုရင်၉ငါတစ်၉တင်ငါဒီမှာဆိုရင်၇နဲ့ငါနဲ့ပေါင်းရင်ဒီနှစ်နော်နှစ်အဲ့ဒါ24ချိန်မှာနှစ် sorry ဒါနည်းနည်းပါပါနှစ်ငါတစ်ရပါနော်ဒါနှစ်ငါတစ်နှစ်ငါတစ်နော်ဒီခါလေးရေးတာ နှင်္ဂတနှင်္ဂတနှစ်တင်္ဂပေါ့နော်အဲ့လိုထောက်နော်အဲ့တော့ဒီအောက်ထီတော့ तू อ่ะမကြောက်တော့ဘူးပြနော်24ကျင်ကြီးတော့မဟုတ် तू อ่ะအဲ့လိုထွက်ပြီးကာမှပဲကျွန်တော်တို့ငါးတင်္ဂအတွက်ကြားပြီးကာမှပဲကျွန်တော်တို့ဒီ7ည5ဒီ10နဲ့3 4ကျင်ပေါ်မှာထွက်နော်အဲ့လိုမျိုးတော့အဲအကြောင်းကျွန်တော်ဂျာလေးရေးပြလိုက်တယ်နော် screenshot လေးရိုက်ထားပါအားလုံးပဲကြည့်အောင်ကြပါစေဖော်တို့ site ပေါ်ပြနော်ဒါ25တင်နော်25တင်နှစ်တင်ကအကျင်ဒါအကျင်